مينا با ဆန္ဒတရင်ထဏာရဲ့တပတ်တွင်းတရင်သုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်ဒီစဉ်ကိုတော့ကျွန်တော်အောင်ပြင်းနေတူကျမရင်နာတို့ကတင်ဆက်ပေးမှာပါဒီတပတ်မှာရောဘလို့တရင်အကြောင်းအရာတွေကိုတင်ဆက်ဖို့ရွေးချယ်ထားလဲဆိုတာပြောပြပေးပါဦးဒီတပတ်အတွက်ဆွေးနွေးဖို့ရွေးချယ်ထားတဲ့အကြောင်းအရာတွေကတော့နတ်ဆက်ကဟာရွေးကောက်ပွဲအတွက်အစုအဖွဲ့ပုံစံတစ်မျိုးနဲ့ပေါ်လာနိုင်တဲ့အကြောင်းနဲ့ပါတီစုံဖြစ်ရေးမှတ်ပုံမတင်ထားတဲ့ပါတီတွေနဲ့နတ်ဆက်ကတွဲဆုံတင်နေဆိုတဲ့အကြောင်းတွေကိုဆွေးနွေးဖို့ရွေးချယ်ထားပါတယ်အရင်ဆုံးအနေနဲ့ပေါ်လေနတ်ဆက်ကဟာရွေးကောက်ပွဲအတွက်အစုအဖွဲ့ပုံစံတစ်မျိုးနဲ့ပေါ်လာနိုင်တယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးချင်ပါတယ် နောက်ဆက်ကဥထာဘုံဂျုံကြီးမင်းအောင်နိုင်က2025ခုနှစ်မတ်လ9ရက်မှာဘယ်လာရုစ်သမ္မတလူကာရှန်ကိုနဲ့ပူးတဲ့သတင်းစာရှင်းလင်းပွဲမှာတော့အထွေထွေရွေးကောက်ပွဲကို 2025ခုနှစ်ဒီဇင်ဘာလကုန်ဓမ္မမဟုတ်2026ခုနှစ်ဇန်နဝါရီလမှာကျင်းပသွားဖို့စီစဉ်ထားတယ်ဆိုပြီးတော့ထုတ်ဖော်ပြကြားခဲ့တာပါ။ဒါကြောင့်ဝယ်ပေါ်လေးလက်ရှိ6လတန်းကုန်ရင်ဘယ်လိုပုံစံဖြစ်လာနိုင်လဲဆိုတဲ့အပေါ်မှာစီးရင်းနဲ့နိုင်ငံရဲ့ကိစ္စတွေကြမှာဘယ်လိုသုံးသပ်ယူဆချက်တွေရှိနေလဲ။ဟုတ်ကဲ့ပါ။ဒီဒီဇင်ဘာမှာလုံမယ်ဆိုရင်တော့မှအချိန်က6လကျန်နေပေါ့လေ။ဒီအချိန်6လကျန်တော့ August လမှာ6လပြည့်တဲ့အချိန်မှာဒီကျန်တဲ့6လကိုရွေးကောက်ပွဲလုပ်တဲ့ကာလနောက်6လတဲ့ပါတော့မှဖြစ်တယ်ပေါ့လေ။အဲ့ဒါကြောင့်အခု August လမှာတော့ဒီ6လနောက်ဆုံးတိုးတာပြည့်မယ်။ကျန်တဲ့6လကတော့တက်တန်းတိုးတာ ထက်ရွေးကောက်ပွဲကြေညာပြီးတော့ရွေးကောက်ပွဲကိုကင်တွယ်မဲ့အစုအဖွဲ့အင်အားစုတွေပြီးတော့ရွေးကောက်ပွဲကော်မရှင်နဲ့အတူရွေးကောက်ပွဲကိုအကြီးကျယ်မဲ့ပုံစံတစ်မျိုးတော့ပေါ်ပေါလာနိုင်နေပေါ့လေအဲ့ဒါဆိုရင်ဒီတက်တမ်းမတိုးဘဲနဲ့ရွေးကောက်ပွဲလုပ်ဖို့အတွက်အချိန်နေဆိုတဲ့ဟာမျိုးနဲ့ဖန်တီးလို့ရနိုင်တယ်ဒါကြောင့်ဒီရွေးကောက်ပွဲကိုတကယ်ပဲ6လကာလပေါ့ဘူဂျုံမကြီးမင်းအောင်လိုင်းပြောတာကိုတေချာနားထောင်ကြည့်ရရင်ဖေဖော်ဝါရီမရောက်ဘူးဒီဒီဇင်ဘာဒါမှမဟုတ်ဇန်နဝါရီဆိုတော့က ဒီဖေဖော်ဝါရီလ6လထပ်ပြည့်တဲ့အချိန်အဲ့ဒါကိုမကူးစေချင်ဘူးဆိုတဲ့သဘောကိုပေါ်လင်နေတော့ဒီဩဂတ်လမှာ6လပြည့်ရင်ရွေးကောက်ပွဲကိုအကြီးကျယ်ပေးမယ်ပုံစံတပြိုးနဲ့ရွေးကောက်ပွဲခွင့်ဝင်နိုင်မှုအတွက်ကိုအဲ့ဒီတက်တန်းအတွက်ဖြစ်သွားနိုင်တယ်ဆိုပြီးတော့တုံ့တက်ပြောဆိုမှုတွေတွေ့ရပါတယ်။ပြီးတော့ပေါ်လေအဲ့ဒီလိုမျိုးရွေးကောက်ပွဲကျင်းပမယ်ဆိုရင်အခြေခံဥပဒေအရာပဲနာဆကကနေပြီးတော့ကောက်ွယ်ရင်းနဲ့လုံခြုံရေးကောင်စီကလုံးကိုအာဏာပြန်လွှဲရမယ်ပေါ့လေ6လအတွင်းမှာရွေးကောက်ပွဲလုပ်ရမယ်ဆိုပြီးတော့လေဥပဒေကပြဋ္ဌာန်းထားပြီးဖြစ်တယ်။ဆိုတော့အဲ့ဒီလိုပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့လွှဲပေးရမယ်ဆိုရင်တော့ရွေးကောက်ပွဲကျင်းပဖို့အတွက် ကျင်းပမဲ့အချိန်အပါဝင်ဒီဘက်ကပြင်ဆင်ဖို့အတွက်မဲဆွယ်ကာလကလည်း3လပေးထားတာရှိတယ်။ဆိုတော့အနည်းဆုံး6လပေါ့လေ။တတ်မှတ်ချက်ရှေ့ကိုကြိုပြီးတော့လုပ်တယ်ဆိုပြီးတော့ထောက်ပြကြပါရစေ။တကယ်လို့ရေကောက်ပွဲကျင်းပဖို့အတီးကြီးညာပြီးသွားပြီလေဖြစ်ပြီဆိုရင်တော့တေချာတာကတော့အခုတတန်းတိုးပြီးသွားတဲ့အခါကျရင်ကားလုံးကိုပြန်လွှဲပြီးတော့ရေကောက်ပွဲလုပ်ဖို့ဖြစ်သွားပါလိမ့်မယ်ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိပါသေး။နှစက္ကဥက္ကဋ္ဌကပြီးခဲ့တဲ့2022ခုနှစ်တုန်းကလည်းဒီ2023ခုနှစ်ဩဂတ်လမှာရေကောက်ပွဲကျင်းပပေးမယ်ဆိုပြီးတော့ထုတ်ပြန်ကြေညာခဲ့ပေမဲ့လေနိုင်ငံတော်အမှတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွား ါးလာတာကြောင့်ပေါ့လေ2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ425ကိုကျင့်သုံးပြီးတော့တာမန်မဟုတ်တဲ့အခြေအနေလို့ဆိုပြီးတော့အရေးပေါ်အခြေအနေကြီးညာထားတာကို6လတက်တန်းတိုးခဲ့တာကနေဒီကနေ့အထိပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနောက်ထပ်အကြောင်းအရာတစ်ခုဖြစ်တဲ့ပါတီစုံဖြစ်ရေးကိုမှတ်ဖို့မတင်ထားတဲ့ပါတီတွေနဲ့နောက်ဆက်ကတွဲဆုံတင်နေဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးကြပါမယ် ဒီအားလုံးအတွက်လမ်းဖွင့်ပေးတယ်ဆိုရင်တော့ရွေးကောက်ပွဲကလည်းအားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်လာနိုင်တဲ့အလားအလာပေါ်တာပေါ့လေအားလုံးပါဝင်နိုင်ဖို့အတွက်ကိုအချက်လက်တွေကိုလည်းအားလုံးကလှုပ်ဆောင်ရမှာဖြစ်တယ်ဒီစည်းကမ်းသတ်မှတ်ချက်တွေပါပြီးလည်းအကုန်ပြုပြင်ရမှာဖြစ်တယ်ပေါ့လေတကယ်တမ်းဒီလွတ်လပ်တဲ့တရားမျှတတဲ့ပွင့်လင်းမြင်သာတဲ့ဒီ၃ရက်နဲ့ပြည့်သွားတဲ့ရွေးကောက်ပွဲကိုကျင်းပနိုင်မှာဖြစ်တယ်ပေါ့လေအခုမပါသေးတဲ့ပါတီတွေကအမျိုးအစားအနေနဲ့ခွဲရမယ်လို့ထင်တယ်ပေါ့လေတချို့ကြတော့ဒီ NASA ကကလုံးဝမယုံတဲ့ပါတီတွေဖြစ်နိုင်တယ်ဒီသူတို့မယုံတဲ့ပါတီကိုသူတို့ကမှတ်ဖို့တင်ွေပေးမှာမဟုတ်ဘူးပေါ့လေ နောက်တစ်မျိုးကတော့ဒီ2008ကိုလက်မခံဘူး2008အောက်မှာဆိုရင်ဘာယူကောက်ပွဲမှာမဝင်ဘူးဆိုပြီးတော့ယက်တီဆုံးဖြတ်ထားတဲ့ပါတီတွေလည်းရှိတာပေါ့လေသူတို့ပါလာနိုင်မှုဆိုရင်တော့ဒီ2008ကိုပြင်ဆင်ဖို့အခွင့်အရေးတွေရှိလာမှာဖြစ်တယ်ဒီပြောင်းလဲဖို့အခွင့်အရေးတွေရှိမှာမှာဖြစ်တယ်ဆိုပြီးတော့ဒီသူတို့ကိုကန့်လန့်နိုင်မလားဒီမေကုန်းကိုဖြစ်ဖို့လိုပါတယ်ဆိုပြီးတော့ပြောဆိုမှုတွေတွေ့ရပါတယ်ပြတော့ဒီတက်ဆိုင်ရာပါတီတွေရဲ့သဘောထားအပေါ်မှာလည်းမူတည်တယ်ပေါ့လေဆိုလိုတာကတော့ပါတီတွေကိုဥမာမှတ်ပုံတင်ထားတာမှာလည်းသူစီးမြင်စီကန်းတွေဆိုတာရှိတယ်။ဘယ်ပါတီကတော့မှတ်ပုံမတင်ရအောင်ဘယ်ပါတီကတော့မှတ်ပုံတင်ရမယ်ဆိုပြီးတော့ ကန့်သက်ထားတာမျိုးမရှိဘူးပေါ့လေပြီးတော့အကုန်လုံးကိုလွတ်လပ်မှတ်ပုံတင်ခွင့်ပေးထားတဲ့အခါမျိုးမှာလာမတင်တာကတော့သက်ဆိုင်ရာပါတီရဲ့ပြဿနာပဲဆိုပြီးတော့ထောက်ပြရလေရှိပါတယ်ပြီးတော့ဒီတချို့သောပါတီတွေကလည်းပေါ့လေပြင်ပအင်အားစုတွေကနေပြီးတော့နောက်ကနေထောက်ပံ့ပေးပြီးတော့ပါတီထောင်ခိုင်းတာတွေရှိနိုင်တယ်ပေါ့လေအဲ့ဒါတွေကိုစီစစ်တဲ့အပိုင်းကတော့ရွေးကောက်ပွဲကော်မရှင်တွေအနေနဲ့ကတော့သူတာဝန်ကိုသူလုပ်ရမှာပဲဆိုပြီးတော့တုံ့တက်တာတွေရှိပါတယ် မဘုံမတင်ထားတဲ့ပါတီတွေနဲ့ကြာတော့ဘလို့လုံးပြီးသွားပြီးတော့ဆွေးနွေးမှလည်းပေါ့လေဥမာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့အတွက်ပါတီကမှတ်ပုံတင်ထားတယ်ဝင်ထားတယ်ဆိုရင်ကတော့တမျိုးပေါ့လေအဲ့ဒီလိုမဟုတ်ဘဲနဲ့ ဟိုမှတ်ပုံတင်မကြသေးတဲ့ပါတီကြတော့လေဒါကတော့ထားလိုက်တော့ process အရာလုပ်ဖို့ရှိနေသေးလို့ပေါ့လေမှတ်ပုံမတင်ထားတဲ့ပါတီနဲ့ကြတော့ဘယ်ကောင်းစင်နဲ့တွားပြီးတော့ဆွေးနွေးမှလဲဆိုပြီးတော့တုံ့တက်တာရှိပါတယ်အဲ့ဒါကရုပ်တိဗေဒအရာဖြစ်မှမဖြစ်နိုင်တာဆိုပြီးတော့ပြောဆိုရတယ်ရှိပါတယ်ကောင်းပါပြီရှင်ဒီတစ်ပတ်အတွက်ဆွေးနွေးခဲ့တဲ့တဲ့င်းအကြောင်းအရာတွေကလည်းစုံတလောက်ဖြစ်သွားပြီဆိုတော့ကျမတို့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ချင်ပါတယ်ဟုတ်ကဲ့ပါအခုဆွေးနွေးတင်ဆက်ပေးကြတာကတော့ဆီယန်နန်တရင်ထဏာရဲ့တပတ်တွင်တရင်တုံ့တက်ချက်အစီအစဉ်ပဲဖြစ်ပါတယ်ကြည့်ရှုပါပြီသူများအားလုံးစိတ်ချမ်းသာကိုကြံပါကြပါစေခင်ဗျာ